ကျမ်းမာတော်ဘုရားပါဇာခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ22ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရောင်ပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပရမဆုံးတင်ဆက်ပေးခြင်းတကားတော့မော်စီဇာမာရှိတဲ့မူရစေတမယာချီနေထိုင်တဲ့အဆောက်အုံကိုပက်ဂျက်ဆန်အဖွဲ့တော်ရောက်ရှင်းလင်းဖြစ်စီမူရစေဝါသုံးဆွဲသူနဲ့ရောင်းဝယ်သူစုစုပေါင်း200ခန့်ဖမ်းဆီးနိုင်ကြောင်းတင်ဆက်ပေးပါမယ် ဟော့ကက်ဒေတာမော်စီစာကြေးရွာနေတာယာဂုံးနဲ့ဂဒေမော်ရွာနှစ်ခုဆက်သွဲထားတဲ့ကမ်းလမကြီးနဘေးမှာရှိတယ်။မူရီဇေဝါသုံးဆွဲသူတွေယာနေချီအုပ်စုဖွဲ့နေထိုင်တဲ့အဆောက်အုံတဲ့နေရာတွေကိုဖော့ကက်ကချင်လူတို့မူရီဇေဝါတိုက်ဖြတ်ရေးပက်ဂျက်ဆန်အဖွဲ့ကတွားရောက်ရှင်းလင်းဖြစ်စီခဲ့တယ်လို့သိရှိရပါတယ်။ဒီမှာနေနိုဝင်ဘာလ22ရက်နေ့မနက်ပိုင်း9:00နာရီဝန်းကျင်လောက်မှာပက်ဂျက်ဆန်အဖွဲ့ကအဆောက်အုံတွေကိုတွားရောက်ရှင်းလင်းခဲ့တဲ့အပြင် တုံဖုံးကနှစ်စီးနဲ့မွေးရစည်းဝါသုံးဆွဲသူရောင်းဝယ်သူစုစုပေါင်း200ဝန်းကျင်ခန့်ကိုတွားရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ဖက်ကက်ပက်ချစံတာဝန်ရှိသူတို့ကပြောပါတယ်။ဆက်သွယ်ရေးယုံတာဝန်တိုင်းရှိတဲ့အနီးမှာအုပ်စုလိုက်ရှိနေကြတဲ့မွေးရစည်းဝါရောင်းဝယ်ဖောက်ကသူတို့ရဲ့နေရာတွေကိုတွားရောက်ရှင်းလင်းဖျက်ဆီးခဲ့တဲ့အခြေအနေပါပဲ။ဥဆောင်ပြီးလောက်တာကဖက်ကက်ဒေတာမွေးရစည်းဝါတိုက်ဖြတ်ရေးကော်မတီအဖွဲ့ဥဆောင်ပါတယ်။အခုလို့ဘာလို့လုံလာတယ်လဲဆိုတော့ ပြည်သူလူထုတွေမနဲ့ညမနာလောက်ကင်စားတတ်ဖို့တွာလာဖြတ်တန်းတဲ့နေရာဖြစ်နေတယ်။ကြာလာတော့ပွဲနေရလို့ဖြစ်လာတယ်။အခုလိုလောက်တာလဲဘေးပတ်ဝန်းကျင်မှာဈေးဆိုင်တွေအများကြီးရှိတာဟုတ်တယ်။ပြည်သူတွေရဲ့လုံခြုံရေးကိုစိုးရင်ပေးရတယ်လို့ပြောထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးတင်တာကတော့ပေါ့မြုံနယ်မှာရှိတဲ့ဝန်ကျုံနဲ့တစ်ချုံကိုပြူစောတိရောနှစ်ခုကိုတော်လိုင်းကြီးတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုလိုက်လံတိုက်ခိုက်မှုစစ်သား၃កောင်အရှင်ဖမ်းမိပြီးမတာအလောင်းတွေကိုပါတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပေါ့မြုံနယ်မှာရှိတဲ့ဝန်ကျုံးတဲ့တစ်ချုံကုန်းပြူစော့တီရွာနှစ်ခုကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ပြီးနောက်စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုလိုက်လံတိုက်ခိုက်ရမှာစစ်သား၃កောင်အရှင်ဖမ်းမိပြီးရုပ်အလောင်းများပါတင်ဆက်ရရှိခဲ့ကြောင်းမြိုင်ပကဖကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ၁ရက်နေ့ကပေါ့မြုံနယ်တောင်ပိုင်းရောချောင်းဘေးမှာရှိတဲ့ ်ပြူစောတိရွာကြီး၄ရွာအနက်မှဝင်ကျုံရွာနဲ့တိချိုကုံရွာနှစ်ရွာကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးလက်နက်ခဲများနဲ့သိမ်းဆဲရရှိခဲ့ကြောင်းဒါ့အပြင်ပင်တောင်ပြူရွာကိုလည်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်ကူအင်အားများစွာရောက်ရှိလာတဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်များပြန်လည်စုခွာသွားကြောင်းသိရှိရပါတယ်နိုဝင်ဘာလ25ရက်နေ့မွန်လွဲ2:30မိနစ်ခန့်မှာပေါင်မြုံနယ်ရွှေဘုံတာပြူရွာမှာထွက်ခွာလာတဲ့အင်အား200ခန့်ပါစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကထပ်ပေါက်ကုန်းရွာခြိုင်ဆောက်ရွာ ဖလန်ကန်ရွာကြောက်တန်ခင်ရွာနဲ့ညောင်စင်တောတိုက်တို့မှာလိုက်လံတိုက်ခိုက်ခဲ့ရမှာစစ်သားများအထိနာပြီးတေဆုံသွားခဲ့တဲ့စစ်သားမတားအလောင်းတွေကို ဖြစ်တယ်လို့မြုံနံထားခဲ့ကြောင်းသိရှိရပါတယ်အစိုးရတိုက်ခိုက်မှုတွေကိုမြိုင်ပကဖပောက်ပကဖ MGY တက်နဲ့မဟာမိတ်များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်သား၃ဦးကိုလည်းအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါတယ်အဲ့ဒီလိုတိုက်ခိုက်ခံရမှုကြောင့်အထိနာတဲ့အကြမ်းဖက်စစ်တပ်ကမြိုင်မြို့နယ်နဲ့ပေါင်မြို့နယ်များအတွင်းကိုပါရာမော်တော်ဂျိုင်ရိုကော်ပတာ jet fighter တွေနဲ့နေစဉ်အဆက်မပြတ်ဘုံကျဲတက်ခတ်ခဲ့ပြီးနောက်စစ်ကြောင်းထိုးနေခြင်းကြောင့်ကျေးရွာ28ရွာမှပြည်သူ18000နီးပါးတော်တော်များတွင်ထွက်ပြေးတင်းရှောင်နေရကြောင်းသိရှိရပါတယ်။ထို့ကြောင့်ပြည်သူများအနေနဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းတရင်တွေကိုအထူးကယူဆိုင်နေထိုင်ကြပါရန်မြိတ်ပကဖကတိုက်တွန်းပြောဆိုထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ကြောက်ဖြတ်ဂိုင်းကောင်းဆောင်များရွှေကုတ်ကူမှမရှိဘူးလို့ BGF ပြောခဲ့ကြတဲ့တင်ဆက်ပေးပါမယ်။ ကရင်နယ်ကြားစုံတပ် PDF အဖွဲ့အနေနဲ့ကြားဖြတ် online ငွေလိပ်လုပ်ငန်းတွေမှာအစုရှယ်ယာပါဝင်တာအကျိုးမြတ်ခွဲဝေယူတာမရှိသလိုကြားဖြတ်ထိပ်ပိုင်ခေါင်းဆောင်တွေလည်းနေမြေထဲမှာမရှိဘူးလို့ BGF တာဝန်ရှိသူကပြောကြားလိုက်ပါတယ်။ဖန်ဆီးထားတဲ့ကြားဖြတ်တွေထဲမှာထိပ်ပိုင်ခေါင်းဆောင်တွေရှိသလားအရေးယူဖို့ရှိသလားလို့နိုဝင်ဘာလ20ရက်နေ့သတင်းစာရှင်းလင်းပွဲမှာသတင်းတောက်ကမေးမြန်းရမှာ BGF ပြောခွင့်ရဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်ကထိပ်ပိုင်ခေါင်းဆောင်တွေမရှိကြောင်းအဲ့ဒီခေါင်းဆောင်တွေကသူတို့အတွက်လုံခြုံမှုရှိတဲ့ အမခံမှုရှိတဲ့နိုင်ငံတစ်ခုခုမှနေနေကြလိမ့်မယ်လို့ဖြေကြားခဲ့ပါတယ်။ဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကကြားပြတ်တတိတွေကဒီမှာမရှိပါဘူး။သူ့ဘာသာသူဇိန်ခန်ကောင်းတဲ့မြို့တော်မှာလုံခြုံမှုအမခံချက်ရှိတဲ့နေရာတွေမှာပဲရှိပါတယ်။လက်ရှိမှာဖမ်းဆီးထားသူတွေကိုစစ်စစ်နေတယ် တတိမဟုတ်ပေမဲ့တာဝန်ရှိသူဆိုရင်လည်းရေးယူရမှာဖြစ်တယ်လို့ပြောပါတယ်။နိုဝင်ဘာလ18ရက်နေ့ကစပြီးနေ့စဉ်စစ်တပ်ရဲနဲ့ BGF တပ်တွေကရွှေကုတ်ကိုမြို့တယ်မှာရှိတဲ့ကြားဖြန့်ဂိုင်းတွေကိုစီးနေပြီးဖမ်းဆီးပြနေပေမဲ့ကြားဖြန့်ဂိုင်းကောင်းဆောင်တွေနဲ့တရုတ်တတိတွေကိုကြိုတင်နေရရွှေထားပြီးမှဟန်ပြဖမ်းနေတာလို့ဝေဖန်မှုတွေရှိနေတာလည်းဖြစ်ပါတယ်။ BGF အနေနဲ့လုပ်ငန်းရှင်တွေကိုမြေကွက်ငားရန်ပေးခြင်းတော်ဖြစ်ပြီး online ငွေလိလုပ်ငန်းတွေမှာပါဝင်ပတ်သက်တာမရှိဘူးလို့ဆွဆွဲချက်တွေကိုဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကညင်းဆူတော့ပါတယ်။ဒီ scam မှာငွေလိလုပ်ငန်းတွေမှာရှယ်ယာထည့်ဝင်ထားခြင်းလုံးဝမရှိပါဘူး။ဒီလိမ်တဲ့အထက်ကပတ်စံတွေရှယ်ယာခွဲယူတာတွေမရှိပါဘူး။ယူတာစွန်နေပဲဒီမြေကြီးပေါ်မှာပဲအဆောက်အုံငှားတာအခုဆွဆွဲနေတဲ့လူတွေကိုယ်တိုင်ကရောသူတို့အိမ်တလုံးကိုသူတို့ငှားလိုက်တယ်။ဒီအိမ်တဲမှာငှားထားတဲ့လူကစေလီတောက်နေလား၊ထမင်းစားနေလား၊ဘာလုပ်နေလဲဆိုတာသူတို့ကိုယ်တိုင်သိနိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့လည်းဒုံနီလကောက်ပဲအဲ့တော့လက်ရှိကျွန်တော်တို့ BGF တပ်ဖွဲ့တွေဒီစကမ်မာတွေနဲ့ပတ်သက်လို့ကျွန်တော်တို့မှာအပြစ်မရှိဘူးလားအင်ရှင်ဖြစ်တဲ့အတွက်တော့အပြစ်ရှိပါတယ်ကိုတိုင်ကိုကြစိတ်ရောကိုပါဒီဂိုင်းတွေနဲ့ပတ်သက်တာမျိုးလုံးဝမရှိပါဘူးလို့ညင်းဆိုသွားပါတယ်စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူပိုချုပ်ဇော်မင်းထွန်းကတော့ online လိမ့်လေတဲ့လုပ်ငန်းတွေဟာ တဖက်နိုင်ငံကနေတဆင့်ဝင်လာတဲ့နိုင်ငံခြားသားတွေနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နေကြောဆောင်တပ်အမေရိကန်တပ်ဖွဲ့တွေနဲ့ဝင်ရောက်လုကင်နေတာလို့နိုဝင်ဘာလ16ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။ပူကျုပ်ဇော်မင်းထွန်းကအွန်လိုင်းလင်းလေတဲ့နိုင်ငံခြားသားတွေဟာ69တသမ900ကိုင်နှုန်းလောက်ကတဖက်နိုင်ငံကနေတဆင့်မြန်မာနိုင်ငံတဲကိုကူးပြောင်းရောက်ရှိလာတာဖြစ်ပါတယ်။အဲ့ဒီနေမြန်မာ2021ခုနှစ်နောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့မြောက်ရီမြို့နဲ့အလန့်ကွာဝေးတဲ့ခုနကနေမြေတွေမှာ တိုင်းဒေသလက်နက်က EAO KNU KNL အဖွဲ့ပြည်ရင် NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့တချို့သော EAO အဖွဲ့တွေပြည်ရင်နေကြာဆောင်တပ်ဖွဲ့အမေရိကန်တပ်ဖွဲ့တွေဝင်ရောက်လုကင်နေတာဖြစ်ပါတယ်လို့ပြောပါတယ်။ဒီပြောဆိုချက်နဲ့ပတ်သက်ပြီးလဲဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကနိုင်ငံတော်ကတော့ BGF အမေရိကန်လို့တုံ့နှုတ်ထားတာကျေးဇူးတင်တယ်။ခွဲပြီးတော့မြင်တာဖြစ်လို့အများကြီးကျေးဇူးတင်ပါတယ်လို့ပြောကြားသွားပါတယ်။ဒါအပြင်အများပြောနေကြသလိုစစ်တပ်ရဲနဲ့ BGF တို့ပေါင်းပြီး ကြိုတင်ဇက်တိုက်သင်းဆောင်ပြနေတာမဟုတ်ပဲစစ်ကောင်းဆောင်ရဲ့စီခိုင်းမှုနဲ့လုံဆောင်နေတာလို့လဲ PGF ပြောရေးဆိုခွင့်ရှိသူကဆက်ပြောပါတယ်။ယခုဆိုရင်တုံးရဲ့ဇက်တိုက်ဖမ်းဆီးမှုတွေအတွင်းကြောက်ဖြက်အဆောက်အုံ22လုံးကိုစီးနင်းခဲ့ပြီးတရုတ်အပါအဝင်14နိုင်ငံကနိုင်ငံခြားသော960ကျော်ကိုဖမ်းမိထားကကွန်ပျူတာ2653လုံးတယ်လီဖုန်းအလုံးပေါင်း2000ကျော်ကိုလည်းဖမ်းမိထားကြောင်းလဲ PGF ပြောခွင့်ရသူကပြောသွားပါတယ်။ ကြဖြတ်နှိမ်နှင်းရေကိုဒီတစ်ကြိမ်နောက်ဆုံးအပြတ်နှိမ်နှင်းနေတာဖြစ်ပြီးရှေ့လာရင်လည်းဆက်လက်နှိမ်နှင်းသွားမယ်လို့ဒုတိယပူမူကြီးနိုင်မောင်စောကပြောတော်ပါတယ် BGF ကကြဖြတ်တွေကိုအပြတ်နှိမ်နှင်းမယ်လို့ကြေညာထားတာကြောင့်ကြဖြတ်လုတ်သားတချို့ထိုင်းနိုင်ငံဘက်ချမ်းကိုထွက်ပြေးဝင်ရောက်နေကြပြီးထိုင်းစစ်တပ်ရဲ့ဖမ်းဆီးခံရကြသူတွေလည်းရှိနေပါတယ် American ကကြဖြတ်နှိမ်နှင်းရေးတပ်ဖွဲ့ဖွဲ့စည်းပြီး online ငွေလိမ်လုပ်ငန်းတွေကိုတိုက်ဖြတ်ရေးယူသွားမယ်လို့ကြေညာလိုက်ပြီးနောက်မှာတော့မြန်မာနိုင်ငံမြောက်ဝတီဘက်မှကြားဖြတ်လုပ်ငန်းတွေကို စီနီဖန်စီမှုတွေပုံမအရှိန်မြင့်လှုပ်ဆောင်လာနေတာဖြစ်ပါတယ်။ကြားဖြန့် online ငွေလိမ်ဂိုက်တွေနဲ့ပတ်သက်ဆက်ဆက်နေတဲ့ကရင်ပြည်နယ်နေကြောဆောင်တပ် BGF KNE ခေါင်းဆောင်ဘူမူကြီးစောချစ်သူနဲ့တားနှစ်ယောက်ဖြစ်တဲ့စော2အမှုနဲ့စောချစ်ချစ်တို့အပြင် DGP ခေါင်းဆောင်၄ယောက်ကိုအမေရိကန်ကပိတ်ဆို့တန်ခတ်ရေးယူထားပါတယ်။ဒါအပြင်အမေရိကန်တရားရေးရာဌာနက FBI တို့နဲ့ပူးပေါင်းပြီးမြန်မာကမ်ဘောဒီးယားနဲ့လာအိုနိုင်ငံတွေကကြားဖြန့်လို့ခေါ်တဲ့ online နေလည်မှုစင်တာတွေကိုနှိမ်နှင်းဖို့ scam center strike force ဆိုတဲ့အထူးတပ်ဖွဲ့တစ်ခုကိုလည်းဖွဲ့စည်းထားပါသေးတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့6နဲ့နှမောက်မြို့နယ်တို့မှာစစ်သားများလိုက်ပါလာတဲ့ကာဒစီစစ်ကြောင်းနဲ့ဂေစကန်တို့ကိုတိုက်ခိုက်မှုစစ်သား၄ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်း၆မြို့နယ်မှာအမှတ်3ပြည်တော်စုလမ်းပိုင်းပေါ်ဖြတ်တန်းသွားလာတဲ့စစ်သားများလိုက်ပါလာတဲ့ကားတစ်စီးကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သား၄ကောင်သေဆုံးခဲ့ကြောင်း Tiger Fighter Force မှာတာဝန်ရှိသူတဦးကပြောဆိုပါတယ်။နိုဝင်ဘာလ18ရက်နေ့မှာချောင်းမြို့နယ်အမှတ်3ပြည်တော်စုလမ်းပိုင်းပေါ်မှာဖျက်တမ်းသွားလာနေတဲ့စစ်သားများလိုက်ပါလာတဲ့ကာနစီကိုတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းရင်တိုက်ခိုက်မှုအတွေ့မှာအကြမ်းဖက်စစ်တပ်ပမာစစ်သား၄ကောင်တိတ်ဆုံးခဲ့ပြီးတော်လိုင်းရဲဘော်တဦးလည်းမြင့်မြတ်စွာကြာဆုံးခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေး၅ကောင်လိုက်ပါလာတဲ့ကာနစီကိုတိုက်ခိုက်ခဲ့တာပါ။စစ်ခွေး၄ကောင်ကနေရာမှာတင်သေးပါတယ်။ ကားမောင်းတဲ့တကောင်ပဲဒဏ်ရာနဲ့ပြန်သွားပါတယ်ကားကအပြစ်ခံရတော့နင်းနဲ့အရှင်ယော်ပြီးပြန်ပြစ်ပြီးအတင်းမောင်းပြီးသွားတော့အဲ့ဒီမှာကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ဘက်ကရဲဘော်တူထိခိုက်သွားတော့စစ်ခွေးဘက်ကလက်နက်ကင်းရတာမျိုးမရှိလိုက်ဘူး၆ဘက်ကနေလက်ဖက်ရည်တောက်ပြီးမြောင်ရီကိုအပြန်မှလမ်းတနေရမှာတိုက်ခိုက်ခဲ့တာပါအဲ့ဒီနေရာမှာကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ဘက်ကရဲဘော်တူမြင့်မြတ်စွာနဲ့အသက်ပေးခဲ့ရပါတယ်လို့ Tiger Fighter Force မှာတာဝန်ရှိသူကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကိုမကွေးတိုင်းနေစည်းမချာ Tiger Fighter Force နဲ့ချောင်းမြုံနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖချောင်းမြုံနယ်အတွင်းရှိတော်လိုင်းမဟာမိတ်တပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အလားတူမကွေးတိုင်းနမောက်မြုံနယ်မှာလည်းစစ်တပ်စစ်ကြောင်းနဲ့မြို့အဝင်ဂေစကန်တို့ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People's Defense Organization နမောက်မှသတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ12ရက်နေ့မှာနမောက်မြုံနယ်အရှိချမ်းဂွေးတောင်ကုန်းရွာမှထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို နတ်မောက်ပြည်သူကာကွယ်ရေးတပ်နတ်မောက်ပကဖကမိုင်းဆွေတက်ခိုက်ခဲ့ကြောင်းယင်းမိုင်းဆွေတက်ခိုက်မှုအတွင်မှာအကြံဖတ်စစ်တပ်ဘက်မှထိခိုက်သိမ်းဆုပ်မှုရှိပေမဲ့အရေးအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိပဲတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်အလားတူယမန်နေ့နိုဝင်ဘာလ21ရက်နေ့မနက်6:30မိနစ်ခန့်မှာနတ်မောက်မြို့အဝေးမြောက်ဘက်ဂိတ်ကို နမောင်မြို့နယ်ပကဖကဖောက်ခွေတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်းမှာအကြံဖတ်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိဘဲတော်လိုင်းရဲပေါ်မြားထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတော့ကတော့ပေးထားတဲ့ဂတိမတည်ရင်လက်သီးနဲ့ထိုးပါဆိုတဲ့ခင်ကြီးရဲ့ရန်ကုန်မဲဆွယ်ပွဲတက်ရန်လူအများအပြားကိုနေစားကပေးမယ်လို့ခေါ်ယူခဲ့ပေမဲ့ငွေမရတဲ့အတွက်မကြည်မနက်ဖြစ်နေကြကြောင်းတင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းသင်ငန်းကျွန်းမြို့နယ်တဝနာအကစားပြိုင်ပွဲရုံတက်မှကြံ့ဖို့ပါတီမှခင်ကြီးကမဲဆွယ်ပွဲပြုလုပ်ခဲ့ရမှာနေစားကပေးမယ်လို့ဆိုကမြို့အစွန်မြမဝင်းငွေနေပါတဲ့ပြည်သူတချို့ကိုခေါ်ယူခဲ့ပေးမယ်လေနှစ်ရက်ကြာသည့်အထိနေစားကပေးခြင်းမရှိကြောင်းရင်ပွဲကိုလိုက်ပါလာခဲ့ပေးမယ်လေနေစားကမရရှိခဲ့သူတချို့ကပြောဆိုပါတယ်နိုဝင်ဘာလ16ရက်နေ့မွန်းလွဲတနင်္လာနေ့မှညနေ4နာရီချိန်ထိကြံ့ဖို့ပါတီကရန်ကုန်မြို့သင်ငန်းကျွန်းမြို့နယ်တဝနာအကစားရုံပြိုင်ပွဲတက်မှာ လူဦးရေတထောင်ခန့်ပါဝင်တဲ့မဲဆွယ်စည်းရုံးပွဲပြုလုပ်ခဲ့ပြီးရင်းပွဲကိုကြံ့ဖို့ပါတီကနေစားကားဖြင့်ပြည်သူတချို့ကိုခေါ်ယူခဲ့ကြောင်းတို့ရမှာပွဲပြီး၍ယမန်နေ့နိုဝင်ဘာလ22ရက်နေ့အထိနေစားကအပြည့်အဝမရဘဲတချို့မှာတဝက်တာရပြီးတချို့မှာနေစားကလုံးဝမရကြကြောင်းသိရှိရပါတယ်။ထမင်းဘူးပေးမယ်နေစားက2000ပေးမယ်ဆိုပြီးခေါ်တော့ပါကားပေါ်တက်တဲ့အချိန်မှာ9000ပေးတယ်။နောက်ပြန်လာတော့ကျန်တဲ့1500ထပ်ပေးမယ်ဆိုပြီးမပေးဘူး။တချို့ကတော့တပြားမှမရဘူး။ မြို့နယ်ကပြန်ပြီးဖျက်ဆားတာလို့ပြောတယ်တိုင်းကော်မတီကိုတိုင်ထားတယ်။ထမင်းပူးကတော့လူတိုင်းရတယ်၊ငွေပဲအပြည့်မရတာလို့ရှီပီတာမြို့နယ်မှာနေစားကနဲ့လိုက်ပါခဲ့တဲ့ပယံသမားတဦးကဆိုပါတယ်။မြောက်ကလပမြို့နယ်မှာနေစားကရမယ်လို့ကန့်လန့်ခဲ့တဲ့အတွက်ကြောင့်လိုက်ပါခဲ့ရတဲ့ဝင်ငွေနဲ့ပြည်သူတချို့ကလည်းထမင်းပူးနဲ့ကြံ့ခိုင်ရေးဝစ်စုံများတာရရှိပြီးငွေမရရှိကြောင်းနေစားက1500ပေးမယ်ဆိုကခေါ်ယူခဲ့ပေမဲ့လက်ရှိအချိန်ထိငွေမပေးသေးတဲ့ကြောင့်ပြောဆိုကြပါတယ်။ ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ကြံ့ဖို့ပါတီရဲ့မဲဆွယ်ပွဲကိုတပ်ဆိုင်ရာမြို့နယ်ပါတီတွေကလူများစုဆောင်ငှားရန်ကကားတွေနဲ့အကြိုပုတ်စီစဉ်ပြီးခဲ့ကြကြောင်းသိရှိရပါတယ်။အဆိုပါမဲဆွယ်ပွဲမှာကြံ့ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကမဲဆွယ်ပွဲမှာပေးထားတဲ့ကတိများမလုပ်ပေးနိုင်ခဲ့ပါကလက်သီးနဲ့ထိုးပါလို့ဂရီပီပြောဆိုခဲ့ပါတယ်။ရန်ကုန်မဲဆွယ်ပွဲမှာကြံ့ဖို့ခင်ကြီးကနိုင်ငံဝန်တန်းငယ်များအခမဲ့ခီးတွာလာခွင့်ရရှိရေးအာမခံချက်ကုံစင်းနှုတ်ကြဆင်းဆောင်ရွက်ပေးမဲ့ဂရီကဝတ် လေသမားများရဲ့ကြွေးမီတန်တရာမှကင်းဝေးစည်းရန်ဆောင်ရွက်မယ်အစီအစဉ်ပြည်ပရောက်နိုင်ငံသားများရဲ့ရပိုင်ခွင့်ခွင်လန်းများနိုင်ငံသားများရဲ့အလौက္ကိုင်ခွင်လန်းများကိုဆောင်ရွက်ပေးမယ်လို့ပြောဆိုမဲဆွယ်ခဲ့ခြင်းဖြစ်ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းနဲ့စီရီတရင်ဆောင်ပါသုံးသက်ချက်တွေကတော့ US ရဲ့ကြားဖြန့်စစ်စင်ရေးမြေပြင်မှာ မတွေ့ရဘူးဟေဒန်အာဂျန်တာလုတ်ဖို့ရှိနိုင်တယ်ဆိုပြီးဆက်ကမှပြောခွင့်ရစွန်မင်းတွန်းကပြောကြားသွားပါတယ် ပြောတာပြောနေပေမဲ့ဇော်မင်းထွန်းချီမကိုင်းမီလက်မကိုင်းမီဖြစ်ပြီးကနမငိမ့်တာအတိတာကြီးပါစီကောင်စီနဲ့ BGF တို့လုတ်တဲ့ကြားဖြန့်စစ်စင်ရေးဟာဖာကောင်းကပြည်တစားနေနေရေးလုတ်တော့ဘယ်သူမှမယုံကြည်သလိုကြားဖြန့်နေနေရေးလုတ်တဲ့အဖွဲ့တွေကိုယ်တိုင်ကအနဲ့ယောင်ကြားဖြန့်ဂိုင်းကျုံနဲ့နှစ်သီးစားလက်ကင်ဒုတ်တွေကြီးပဲဆိုတော့ကျင်းပေါ်ကထုံးတွေဖြစ်တဲ့ FBI DEA ကမတိပဲနေမလားဇော်မဲလုံးရဲ့နိုဝင်ဘာလ19ရက်နေ့မှာ US လွတ်တော်ကွန်ကရစ်ကြားနာပွဲမှာ မြန်မာနိုင်ငံရဲ့ပုံမနဲ့ဆိုင်လာနေတဲ့ပဋိပက္ခကိုဖြေရှင်းဖို့အချိန်သိမ့်မကြံတော့ကြောင်းနဲ့ပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေကိုလှုံ့ဆော်ဖို့လိုကြောင်းတတိပေးလိုက်ပါတယ်။မအားလာနဲ့ပူချစ်သူတို့က KNU ကိုအတင်းထိုးချနေပေမဲ့နောက်ွယ်ကလက်မဲပူချစ်သူခေါ်ဇံမြင့်ခေါ်ဘိုလက်တန်းနောက်မှာရှိတဲ့မအားလာစစ်ဘိုလ်ချုပ်တိုက်ပဲဆိုတာကလေးကစသိပါတယ်။အနောက်ခံကောင်းပြီးစစ်မြင့်လိုက်တာတော့တဲ့ FBI, CIA, DEA ဆိုတာ အချင်းချင်းနေလာတော့ဇော်မဲလုံးမသိပါဘူးဇော်မဲလုံးစောဆက်အောင် နိုင်မောင်စော်တို့ကဖိန်ပိတ်ပြောနေပေမဲ့မအားလာဆံမြင့်နဲ့စောစတီလ်တူကတော့ကြောက်သေးပန်းကုန်ကြပါပြီကြောက်ဖြန့်ရဲ့အဓိက main center ၃ခုရှိပြီးရှီစီကျန်းတဲ့ဘူချစ်သူတို့ရဲ့ရွှေကုတ်ကိုကြောက်ဖြန့် center ချန်အန်ရဲ့ KK Pack ခွန်ညာနဲ့ဟွမ်ကော့ကွိုင်းတကြိုးတို့ကအထင်ရှားဆုံးဖြစ်ပြီးရှင်ဝါ Gate 25တို့အားလုံးကိုနောက်ွယ်ကပတ်ချုပ်ထားတာကတော့ဘူချစ်သူရဲ့ BGF ပါပဲ။ KNU လူကြီးတချို့နဲ့ DGP အဖွဲ့ကလက်ဖျားတာတာရပြီးတကယ်တမ်းလက်ရင်းမှာပိုချစ်သူရဲ့ BGF နဲ့စစ်ကောင်စီ SAC ကပဲအကျိုးအမြတ်အများဆုံးယူထားပါတယ်။ပိုချစ်သူရဲ့ BGF တပ်ကတောင်ပိုင်းမှာရှိတဲ့ KNU KNL နဲ့တော်လိုင်းရေးတပ် PDF တွေကိုထိမ့်ပေးမယ်ဆိုတဲ့ဂရိကဝန်နဲ့အာဏာသိမ်းပြီးချိန်ကြာဖြန့်လုပ်ငန်းကိုကရင်ပြည်နယ်တခွင်ပြည်ပြည်စင်အောင်တိုးချဲ့ထားပါတယ်။မြဝတီမြို့တောင်ဘက်မေထော်တလီ KK ဖက်ကစပြီး DGP ထိန်းချုပ်ထားတဲ့ကြောက်ခတ်ဖလူကြီး တကီဘီဘုံမူကြီးအဝန်ထင်းချုပ်ထားတဲ့ကြာအင်းစိတ်ကြီးဖရာတုံးစုတွေမှာကြာဖြန့်စန်တာတွေပြောက်တော့ပါပဲကြာဖြန့်တဲ့သူမူရစေဝါဖြန့်ပြူရောင်းချတာလူအင်ကအစိတ်အပိုင်းကိုရောင်းချတာစသည်ဖြင့်မြေအောက်စီးပွားရေးလုပ်ငန်းကိုထိုင်းမြန်မာနယ်စပ်တလျှောက်စိတ်တိုင်းကြမင်းမှုလုပ်ကိုင်နေကြပါတယ်ဘူချစ်သူအနေနဲ့လဲတနစ်ကိုဒေါ်လာတန်180တပိတ်ဝင်အိမ်ဝင်ရတာကိုလက်မလွတ်နိုင်ပါဘူးဒါကြောင့် ဘိုးဖလန်မျိုးမိကိုတိုးရင် US စတဲ့အနောက်အုပ်စုကိုပါဇစ်လန်ပြပါတယ် US ရဲ့ statement တွေဆန့်ရှင်လောက်နဲ့တက်မလာနဲ့တောက်ချလိုက်မယ်ဆိုပြီးစံမြင့်ကနေပြည်တော်ခေါင်းဆောင်တွေအတွက်တောင်းတောင်းပိုင်းမှရှိတဲ့ KNU နဲ့ KNL PDF တွေကိုဟန်တာပေးမယ်ဆိုတဲ့သဘောတူညီချက်နဲ့ကြားဖြတ်လုပ်ငန်းကိုတိုးချဲ့လာတာတကဘာလုံးကမျက်စိတောက်ထောက်ကြည့်နေရတဲ့အခြေအနေကိုရောက်လာခဲ့ပါတော့တယ်2024ခုနှစ်နှစ်လမှာ မြောက်ရီကို KNU KNL နဲ့ PDF စစ်ကြောင်းတွေတင်ငန်ဒီမှာပူချစ်သူက KNL စစ်ဦးစီးချုပ်ဂျော်နီတက်မာခုနှစ်မှုဘုံမှုချုပ်ဆော့ဖော့ဒိုတို့ရဲ့အကူအညီယူပြီးမြောက်ရီကိုပြန်လည်ထိန်းချုပ်ကောင်မာအာလာလက်ထက်ပြန်ထက်ဒေါနာတောင်အာရှလမ်းမကြီးမှာတနစ်ကြောကြာတူမပုတ်ခဲ့တဲ့အောင်စရာစစ်ကြောင်းကိုတင်ငန်ညီနောက်ထိဆွဲခေါ်လာခဲ့တာကြောင့် KNU KNL မျက်နှာပြက်ခဲ့ရပါတယ်ဒီလိုသွေးကြွနေတဲ့စံမြင့်ခေါ်ပိုချစ်သူက 2024ခုနှစ်ဖေဖော်ဝါရီလမှာဒုတက်ချုပ်စိုးဝင်းကကန်လန်တဲ့ဒေတာကုကေးစစ်တနာချုပ်မူယာဒူးဖြစ်တဲ့ဘူမှုချုပ်ယာဒူးကိုညှင်းပယ်ပြီး BGF ကနေ KNA စူပြီးပြောင်းလဲဖွဲ့စည်းဖို့လုပ်ပါတယ်။မဟာလနေပြည်တော်ကလည်းမတော်ပါဘူး။ပယ်ဆောက်ချင်တို့ရဲ့ဖြစ်ရဆိုးကိုမြင်ပြီးညှင်းပါတယ်။အောင်စရစစ်ကြောင်းကလည်းတောမော်ရေတကော်မှာတစ်လေနေက KNL နဲ့ PDF စစ်ကြောင်းတွေကိုထိမ့်မရတော့တဲ့မဟာလကရွှေကုတ်ကိုတစ်ခုလုံးကိုဘုံကျဲပြင်မယ်ဆိုတော့မှဇက်ရှုံဆန်မြင့်က မာလာအလိုကျလှုပ်ပေးရင်ကြာဖြန့်ရငွေကိုဗိုလ်ချုပ်တစ်တိုက်ကိုခွဲပေးเสียမလိုတော့ပါဘူးမာလာနဲ့ဆက်ရှူးစံမြင့်ကအပြန်အလှန်ဟိုဖဲတွေကိုစီနေဖြစ်ပြီးမာလာအညာကိုစံမြင့်တည်တယ်လို့စံမြင့်ရဲ့အညာကိုလည်းမာလာကကင်ထားပါတယ် US ရဲ့ SCSF တပ်ဖွဲ့ပြီးရှင်းလင်းဖို့ကွန်ကရစ်ရဲ့တောင်းဆိုမှုတွေဇက်တိုက်ထွက်လာတဲ့အခါမှာတော့တရုတ်ကလည်းလက်စာလက်နာသိမ်းနေတယ်လို့မာလာကိုလည်းလက်မဲကိစ္စနောက်ကျောင်းမလိုက်နိုင်အောင်စံမြင့်ကိုကိစ္စတုံးပြဖို့ လျှို့ဝှက်အမိတ်ပို့ပြီးသားပါပဲ။နိုဝင်ဘာလ10ရက်နေ့ US က Skim Center Strike Force ဖွဲ့တာနဲ့တရုတ်ကမဲကောင်လန်ချန်၅နိုင်ငံအစည်းအဝေးလုပ်ပြီးကြဖြတ်နေနေလုပ်မယ်လို့ထုတ်ပြန်ပါတယ်။ဒါတိုက်ဆိုင်တာမဟုတ်ပါဘူး။ US နဲ့ China ကြားမှာထိုင်းကပြတုံနေပြီး သူ့နိုင်ငံမထိဖို့ BGF DKPA နဲ့မဟာမိတ် SCC ခေါင်းပေါ်ပုံချဖို့ပြင်ဆင်နေပါတယ်။မာလာအနေနဲ့ဘူချစ်သူနဲ့အတူ US ရဲ့ action ကိုခုခံနိုင်ဖို့ဆိုရင်တရုတ်ရဲ့ backup လိုပါတယ်။ ဒါတော့မလွယ်ပါဘူး US ကတကယ် action ယူပြီးဆိုရင်တရုတ်တို့ရုရှားတို့တောင်တင်းမခံရဘူးမအားလားလွတ်လန်းအတွက်ပူချစ်သူကိုစတိမရမယ့်အခြေအနေစိုက်နေရပါတယ်တရုတ်ဘက်ကလည်းမအားလားနဲ့စစ်ကောင်စီတက်ကိုကာဗာပေးဖို့လုပ်မှာပါပဲဒီတော့မအားလားကျင်စိုးကကဘာမီလောင်တားကောင်ခြာနေဖို့ wallet လုပ်ပြီးတရုတ်မာဖီးယားကြားဖြန့်ဂိုင်းကိုအခကျင်းွေယူဆောင်ရှောက်ပေးနေတဲ့ပူချစ်သူကိုစံမြင့်ကိုစတိ sacrifice လုပ်ပါလိမ့်မယ် ဘူချစ်သူရဲ့အနေထားကကြိုးတန်းလမ်းလျှောက်နေရပြီးလာပင်စင်ပေးခံရဖို့အနည်းအမြန်ပါပဲဘူချစ်သူတို့ပြေးပြီလေဘယ်ကိုပြေးမှာလဲအသက်ရှိတဲ့လှိုင်းပွဲခွင်ဘက်ကိုပြေးတာကြားဖြန့်လုံနေတဲ့လုပ်ငန်းရှင်တွေတတိတွေဤပညာရှိတွေပါတပါတဲ့ခေါ်တာလှိုင်းပွဲမြို့နယ်ပိုင်ကျုံမြို့တဲကမြေတွေလိုက်ဝယ်ပြီးကြားဖြန့်စင်တာဆောက်ဖို့လုပ်နေပါတယ်မော်ဖိုးကဘက်မှာလည်းမြေဝယ်တဲ့အတန်ထွက်လာသလိုဝါရှူကဘက်မှာဧကထောင်ချီဝယ်နေတယ်လို့ကြားပါတယ် American အထူးတပ်ဖွဲ့တွေဒီအထိဝင်မစည်းနိုင်ဘူးလို့မှတ်ယူပုံရပါတယ်။ BGF တရင်73ရင်းအနက်မြောက်ဝရီမှာ9ရင်းဖာပေါ်မှာ2ရင်းကြာရင်စိတ်ကြီးမှာ2ရင်းနဲ့လိုင်းပွဲမှာ4ရင်းရှိပါတယ်။မြောက်ဝရီ9ရင်းကိုပလစ်လိုက်ပြီးကြာရင်စိတ်ကြီးဘက်ကလည်းပြေးမှာမဟုတ်ပါဘူး။ဒီတော့လိုင်းပွဲ4ရင်းကိုအင်အားဖြည့်စုပုံချပြီးအတိုက်ထဲမှာပုံဖို့ပြင်နေပါတယ်။ဖာပေါ်2ရင်းကိုဘက်ကပြူမယ်။တင်ဝင်းနဲ့မုတ်တုံတို့တောင်ကျူရောက်နေကြပြီးထင်ပါတယ်။ခေါင်းကျိန်နေမှာက BGF ဥက္ကဋ္ဌဖြစ်တဲ့ဘူဂျုတ်ထွန်းလိုင်းနဲ့ဘူဂျုတ်ဖနီပါပဲဘူဂျုတ်ဖနီဆိုရင်တစ်သားအင်ကြီးနဲ့အေးစေးနေရမလားအောက်မိတယ်တပည့်ရင် ခောက်ခောက် ပြေတနာမိခွတ်ထွန်းရှာတာဆိုတော့ခံပေါ့ပရိုမန်ရှာကိုလှုပ်ကြံခဲ့တဲ့အကျိုးဆက်ကဝစ်လေတာပါပဲဖနီရေကိုကရင်ခေါင်းဆောင်ကမှလှုပ်ကြံတာတမူးကျုပ်ဖြစ်တဲ့ဖနီကိုတိုင်ပြောဆိုဆုံးမခြင်းမရှိလို့ဖြစ်ရတာတပည့်မကောင်းဇေယကောင်းပဲမြေအောက်လိုင်းကိုတူးပြီးဝင်အောင်နေမဲ့ BGF တိုက်ကို US ဘက်က မာတာဘုံလား MQ9 Raptor ကနေ Hellfire Rocket တွေ့မလားဆိုတာစောင့်ကြည့်ရပါတော့မယ်။ US အစဆွဲထုတ်နေတာ Wallot လုံနေတဲ့ BGF အုပ်စုတင်မကပါဘူး။နောက်ွယ်ကလက်မဲမအလောက်ကိုပါအပြီးတုံမဲ့ပုံပါပဲခင်ဗျာ။ ဟုတ်ကဲ့ပါခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ် တော်လိုင်းရေးသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။မြမပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသည့်ကိုချင်းတို့ရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။